အလောအလောမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဘုရကျော်ရမှာပကရောင်းဖြတ်ပြီးတော့မှဗောနော်ဒီပုံလေးဗောနော်ဒါလေးကိုကျွန်တော်ပကရောင်းဖြတ်တာအစားစားလောက်ပြပါမယ်နော်ဆိုတော့ဒီပုံလေးကိုဒီမှာပကရောင်းသာထုထည့်ပြီးတော့ကျွန်တော်တို့တွေအဲကာလာဘလိုချိန်ညှိရမလဲဆိုတာလေးဗောနော်ကျွန်တော်လောက်လောက်ကြည့်မယ်ဆိုတော့ဒီပုံလေးကိုကျွန်တော် ဘလော့စဲ resolution နည်းနည်းတင်လိုက်မယ်နော်ဆိုတော့ကျွန်တော်ဒီမှာ email ထင်မှာသွားမယ်ဒီကနေ350 300 resolution ထည့်လိုက်မယ်ဒီမှာက inch ထားရမယ်ပြီးဒီမှာကျွန်တော်အဲဒီကောင်လေးရွေးလိုက်မယ်နော်ရွေးပြီးတော့မှပုံလေးတစ်ချက်ကြည့်ပြီးနည်းနည်းချိန်လိုက်မယ်ဒီမှာဆိုရင်သူကတအားရွာနေနော် โอเคดูเลยเลิกเลยมั้ยถ้าสมมุติว่าถ้าอตันทินจีว่าได้ป่ะเนาะ เนเน่สิ้นปีว่าแล้วถ้าเราว้าနေได้โอเคถ้าสมมุติตัวคนละမျိုးนี้ขึ้นนี่ได้หาอ๋อเนเน่จีเอาเลิกไล่ได้ป่ะโอเคถ้าสมมุติเราก็เอ่อตัวเนี่ยมาเปเซลเปลี่ยนเปลี่ยนไปแล้วเปเซลเราเนเน่เมี้ยๆเลยอยู่ไล่มั้ยบลาเลยอยู่มั้ยเลยส่วนเนี่ย ပစ္စေနဲနေလို့ဗောနော်ပစ္စေကိုကျွန်တော်3,500လောက်2,000ကျော်လောက်ထိယူမယ်โอเคပြီးတော့ဒေါ်တာလေးပြန်ချိန်ကြည့်မယ်အဲဒါလေးတို့ပျောက်သွားတဲ့ဒီချိန်မှာရမယ်โอเคဒါဆိုရင်ကျွန်တော်ဒီလောက်ထားလိုက်ပြီဆိုရင်ဒါဝါသေးတယ်ဗောနော်ဆိုတော့ကြည့်အောင်လို့လောက်ရမှာလေတပုံတပုံကိုโอเค ကြည့်အောင်လုပ်လို့လဲဆိုတော့ကျွန်တော်တို့ဒါလောဆက်လေးရပွားလိုက်မယ်ခဏပုံတော့ကျွန်တော်တို့မွေရင်ပုံကတော့မရှိတော့ဘူးကွာဒါကြည့်အောင်တစ်ဆင့်လောက်ထားပြီပေါ့နော်ဒီတစ်ဆင့်မှာတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ဖစ်တာထဲမှာ သွားပြီးတော့ကျွန်တော်တို့ဒီမှာရှက်ပန်တဲ့ကနေအန်ရှက်မန့်လေးနဲ့ကျွန်တော်တို့ဒီမှာပုံကိုနည်းနည်းဟောင်းချင်းရှားတာကတော့ဒီမျက်လုံးနဲ့မျက်ခမ်း တင်မြတ်တန်းတခိနှကောင်းပေါက်လေးတွေမြတ်ကသားလေးတရားတွေကြည့်ရင်ထင်ရှားတယ်ပေါ့နော်ဒါဒီကနေကြည့်ပြီးတော့ကျွန်တော်တို့လောက်ကြည့်မယ်ဆိုတော့ကျွန်တော်ဒီကနေဒီလိုလေးနည်းနည်းလေးတင်ကြည့်မယ်ဒါလေးနည်းနည်းတင်ကြည့်မယ်โอเคဒါဆိုရင်နည်းနည်းတိတ်များဝိုင်းလည်းမလိုလားတဲ့ကာလာတွေဝင်လာတတ်တယ်နော်ဆိုတော့ဒီလောက်ဆိုရင်နည်းနည်းပထမအဆင့်မှာကြည့်ပြီဒါတော့အတန်လိုက်လို့ဒီမှာအဖြူရိုက်တွေဒီလိုဒီလိုဟာလေးတွေပေါ့နော်ဒီမှာ အဖြူရိတ်ဒီလိုမျိုးအကြမ်းစားလေးတွေပေါ်လာပြီဆိုရင်ဒီကနေပြီးတော့ဒါလေးကဝါးပေးတဲ့ဟာပါနော်နည်းနည်းလေးဝါးပေးလိုက်ပေါ့နော်ဖိုင်လောက်ထိထားမယ်โอเคဒီလောက်ထားကြည့်မယ်ပြီးရင်ဒါလေးနည်းနည်းသွတ်တင်ကြည့်မယ်သိပ်များဝိုင်းကြည့်မကောင်းဘူးโอเคဒါဆိုရင်ပထမတဆင်ရပြီဆင်ရပြီကျွန်တော်တို့ပုံလေးကိုဒီလိုအနီးကပ်ဆွဲကြည့်မယ်ဒါတဆင်ရပြီပေါ့နော် โอเคပြီးတော့ရင်နောက်တစ်ဆင့်ကြည့်အောင်ပြဘယ်လိုလုပ်ရလဲ resolution မြင်လာအောင်ဘယ်လိုလုပ်ရလဲပေါ့နော်ပုံရိုက် site လေးဘယ်လိုကြည့်လာအောင်လုပ်ရမလဲဆိုရင်နောက်တစ်ဆင့်ကြတော့ဒီ assessment ထဲမှာပဲအဲစပန်ထဲမှာပဲလာပြီးတော့ဒီမှာ semester စပန်ဆိုတာလေးတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့သွားမယ်ဒီမှာကျွန်တော်တို့ကြိုက်တဲ့ဟာကိုရွေးပေါ့နော် တချို့ကတော့ motion blur တုံးကြတယ်ကျွန်တော် gaussian blur ကိုနည်းနည်းကြိုက်တယ်။ဘာကြောင့်လဲဆိုတော့ gaussian blur ကတုံးနေကြဖြစ်နေလို့ပေါ့နော်။ဒီလိုလေးဆွဲချကြည့်မယ်။ဒီမှာကစားကြည့်မယ်။ဒီကောင်ကစားတဲ့ချိန်မှာ photoshop တော်တော်အလွတ်လွတ်တယ်နော်။အဲဒါကိုနည်းနည်းအဲ Okay ဒီနေထားလေးပေါ့နော်။ဒါဆိုရင်ဒီမှာ noise ရှော့ကြည့်မယ်တင်ကြည့်မယ်ဘယ်လိုနေလဲလို့ဆောင်းထီးတင်ကြည့်မယ်ပြန်ရှော့မယ်ပြန်ရှော့မယ်ဒါကစတာโอเคအရင်ဝထားလိုက်အောင်နော်ဒါဆိုရင်ဒီမှာအောက်ကိုတစ်ချက်ဒီမှာနော်ဒီများလေးကိုတစ်ချက်ကလက်လိုက်ဒီအောက်မှာကျွန်တော်ဆက်ချိန်လို့ရတယ် ဒီလူမျိုးဒီမှာနှိုက်တွေပျောက်သွားအောင်ကျွန်တော်တို့ light လောက်ဖို့လိုတယ် light လောက်ကြည့်ပါတော့အစင်ပြေလာမှာပါဒါပုံကြည့်အောင်လည်းတော်တော်ကြီးလောက်ယူနေရတယ်အစင်ပါတော့โอเคဒါကတစ်ဆင့်ပါ နောက်တစ်ဆင့်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့ဒီမှာ filter တွေကိုသွားမယ်ကင်မရာ raw တွေကိုသွားမယ်ကင်မရာ raw တွေမှာသွားလုပ်ကြည့်မယ်ဆိုတော့ဒီမှာကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ contrast နဲ့တင်ကြည့်မယ် okay ဒီမှာအလင်းလေးနည်းနည်းတင်ကြည့်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာဒီကောင်လေးပေါ့နော်ဒါကခုနလိုပဲ shimmer ဒီမှာ shape နဲ့စတင်နေပေါ်လာပြီတဲ့လားကျွန်တော်ဒီကနေပြီးတော့ဒီမှာကင်မရာ raw မှာကစားပေးမယ် โอเคဒီကောင်လေးလည်းနည်းနည်းတင်မယ်ဒီကောင်လေးလည်းနည်းနည်းတင်ကြည့်မယ်ကာလာပိုင်းလေးလည်းနည်းနည်းပေးရင်မယ်နည်း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 စီတင်ကြည့်မယ်โอเคပေးရင်โอเคပေးလိုက်မယ်โอเคဒါဆိုရင်ကျွန်တော်ဒါလေးမှဲကြည့်လိုက်မယ်โอเคဒီပုံပေါ့เนาะဒီနေထားနှစ်ခုပေါ့เนาะအာမှဲကြည့်မယ်ဒီမှာเนาะအရန်ကွာချတော့ပါပြီဒါကျွန်တော်အနီးကဆွဲကြည့်တာလို့ အဝေးဆိုလို့ရှိရင်ဒါတော်တော်ကြီးကြည်ပါပါပြီဗောနော်ဒီမှာမျက်စိမဲ့ကြည့်မယ်ဒီမှာနော်တော်တော်ကြီးကိုကွာချသွားပါပြီโอเคဒါဆိုရင်ကျွန်တော်တို့ဒီပုံလေးကိုကျွန်တော်တို့အမ်ဒီမှာကျွန်တော်ကဒါပါလဲဆိုတော့ object selection 2ပေါ့နော် object selection 2ကိုကျွန်တော်တို့ဒီမှာ select ယူလိုက်မယ်ပြီးွားရင်ကျွန်တော်တို့ဒီမှာသူက ဒီ option bar ထဲမှာရွေးချက်စရာနှစ်ခုရှိတယ် rectangle rectangle to you မလား slash to you ကျွန်တော် rectangle to slash to နဲ့ကျွန်တော်ယူလိုက်မယ်ဒီကနေပြီးတော့ကျွန်တော်ဒီလိုမျိုးကိုကဒီလိုမျိုးလေးပေါ့နော်ကျွန်တော်ယူလိုက်မယ်ဒီလို white ပြီးတော့ကျွန်တော် selection ယူလိုက်မယ် okay ဒါဆိုရင်ဒီနေတာဒါဆိုရင်ဒီမှာဖနက်ရဲ့ ဒီနေရာလေးပေါ့နော်ကျွန်တော်နည်းနည်းချဲ့ပြမယ်နော်ဆိုတော့အာဒီကောင်ကအာကျွန်တော်ဒီမှာစတင်တစ်ချက်ပြပေးမယ်ကျွန်တော်ဒီကောင်ကိုတော့ပုံဆက်ချဲ့ပြီးတော့ပေါ့နော်အနီးကကြည့်ကျင်နေဆိုရင်ကျွန်တော်တို့အမှန်ဆိုလို့ရှာဒီကောင်ကအလုံးလောက်လာတာဖြစ်တဲ့အတွက်ကျွန်တော် find view ဒီမှာလှည့်ရလှည့်မရဘူးဒါဆိုရင်ကျွန်တော်စတင်ထဲကိုသွားမယ်ကျွန်တော်တို့ဒီမှာနော် prefer ရဲ့မှာဒီမှာလာပြီးတော့မှကျွန်တော်တို့ဒီ2ရဲကိုတစ်ချက်သွားပြီးတော့ဒီမှာပေါ့နော် ဒီဆုံး white ဒီကောင်လေးကိုကျွန်တော်တို့အမှန်ချစ်ပေးပြီးတော့ okay ပေးကြည့်မယ်ပြီးရင်ဒီမှာဒါဆိုရင်ကျွန်တော်ဒီဘက်က order key ဖိစီရမလို့တော့နော်ဒီမှာ key မောက်ကနေပြီးတော့ဖန်ဝီလေးလဲ့တာနဲ့ရနေပြီဆိုတော့ဒီမှာဒီမှာလေးပေါ့နော်ဒါလေးကကျွန်တော်တို့ဒီကလောက်လို့မရဘူးလောက်ကျွန်တော်လောက်ကြည့်မယ်မရပါဘူးเนาะ အဲ့ဒါကိုကျွန်တော်တို့ပြီးတော့မှပြန်လုပ်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာအပေါ်ဒီမှာနော်စပီပါလေးပြင်ဒီဟန်တူလေးပေါ်လာတယ်အဲ့ဒီလက်လေးပေါ်လာအဲ့လိုမျိုးအပေါ်ဆက်တင်လိုက်မှာဒီမှာကြီးဖနှက်ရဲ့ဒီနေရာလေးကျန်နေခဲ့တယ်နော်ဆိုတော့ကဒီမှာဆက်လုပ်ဖို့အတွက်ဒီမှာနှစ်ခုနေရာလေးမှာပါနော်ဒီ option bar option bar အပေါ်တစ်ချက်ကြည့်ပါဒီကောင်လေးပေါ့နော်ဒီနေရာလေးကအရေးကြီးပါတယ်ဆိုတော့ကျွန်တော်ကဒီမှာကျွန်တော်ချက်ပြမယ်နော် ဒီမှာနော်နောက်တစ်ချက်ဆိုတော့ဒီနေရာလေးပေါ့နော်ကျွန်တော်တို့အဲ့ဒီ selection တွေယူတဲ့အချိန်မှာ selection နှစ်ခုယူဖို့အတွက်ကိုဒီမှာ အပေါင်းနဲ့အနှုံနှစ်ခုရှိတယ်ဒီက selection ကအပေါင်းလက္ခဏာဖြစ်တယ်သူ့ကို order အဲရှစ်ကီးနှိပ်လိုက်လို့ရှိရင်သူကဒါပေါ်ဒါပေါ်တယ်ပေါ့နော်ရှစ်ကီးနှိပ်ပြီးတော့ဒီမှာလာမရွှေ့ခြင်းဘူးဆိုရင် keyboard ပေါ်ကရှစ်ကီးလေးကိုနှိပ်ပြီးတော့ဒီလိုမျိုးလေးနှိပ်လိုက်ရင်ဒီမှာရှစ်ကီးနှိပ်ထားတဲ့အတွက်ဒီ အဲကာစာဝိုင်းလေး၄တောက်ခွင်လေးထဲမှာအပေါင်းလက္ခဏာလေးပေါ်နေရနော်တကယ်လို့ကျွန်တော်တို့ကအော်တာဂီကိုဖိမယ်ဆိုရင်အနှုတ်လက္ခဏာလေးပေါ်လိမ့်မယ်ဆိုတော့ဒီမှာလဲအဲ့လိုပဲအမှမှလာမလို့ရှင်ဆိုရင်ဒီနေရာနဲ့ဒီမှာအပေါင်းဒီမှာအနှုတ်ဒီနှစ်ခုကိုဒီလိုရွေးချယ်ထားရပါလိမ့်မယ်နော်ဒီမှာဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ထပ်လုပ်ရင်ဒီလက်ရှိ selection ကပျောက်သွားပါလိမ့်မယ်နော်ဆိုတော့ကျွန်တော်တို့ဒီမှာရွေးထားမယ်ရွေးထားပြီးတော့မှကျွန်တော်တို့ကအဲလုတ်ဖို့လိုပါတယ်ဗောနော်ဆိုတော့ ကျွန်တော်တို့အခုဒီမှာဒီ selection ထပ်ယူဖို့အတွက်ဒီမှာအပေါင်းလေးပေါ်နေတယ်။ဘာကြောင့်ဒီကောင်လေးယူထားလို့ပေါ့နော်။ဆိုတော့ကျွန်တော်တို့တရနေပြီးတော့ဒီလိုလေးဝိုင်းလိုက်မယ်။ဆိုရင် okay ဒီမှာရပြီပေါ့နော်။ဒါဆိုရင်ဒီဖက်နက်ဦးလေးမှလည်းအဲ့လိုပဲဖြစ်နေတယ်။ကျွန်တော်တရလေးကိုဒီလိုမျိုးဝိုင်းလိုက်မယ်။ဒါဆိုရင်ဖက်နက်တဲ့အောက်ကဒီဟာဒီဟာလေးကျန်နေတယ်ဆိုရင်လည်းကျွန်တော်ဒီလိုမျိုးဝိုင်းယူလိုက်မယ်။ okay ဒီမှာလည်းဒီလိုပဲဒီလိုလေးဝိုင်းယူလိုက်မယ်။ အ object selection တို့ရဲ့အားတာချက်ကအဲ့ဒါပေါ့နော်ကျွန်တော်တို့ဒီမှာဆွဲလုပ်ပြလိုက်ရင်သူကတော့ကျွန်တော်တချိုးလေးယူခြင်းနဲ့ okay ဒီချိုးလေးတွေကျွန်တော်လိုခြင်းနဲ့ okay တို့ဒီလောက်ပဲလုပ်ပေးတယ်ဆိုတော့ဒီချိုးရဲ့ဒီနေရာလေးတွေကိုကျွန်တော်တို့တိတိကျကျလေးလိုခြင်းဒီမှာ select image တစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့သွားမယ်ဒီကြားထဲကိုတကောင်လေးနဲ့ပေါ့ဒီကြားထဲဟာလေးတွေကို လိုက်ဖြတ်ဖို့အတွက်အစာဝိုင်းလေးကိုအော်တာလေးဖိပြီးကျွန်တော်နည်းနည်းလေးဆွဲသေးမယ်။ပြီးရင်ဒီကြားထဲမှာဒီလိုလေးလိုက်ဖြတ်ယူလိုက်မယ်။ပြီးရင်ဒီကြားလေးထဲကိုလည်းဒီလိုမျိုးဖြတ်ယူလိုက်မယ်။ Okay အဲ့ဒီလိုတော့ရဖို့အတွက်ကအဲကျွန်တော်တို့ဘာတွေလောက်ရမလဲဟောပါစတင်မှာဘာတွေလောက်ရမလဲဆိုတာလေးကျွန်တော်တစ်ချက်ပြပေးပါမယ်ဆိုတော့ဒီမှာက ဒီပေါ်ဆုံးမှာဒီနေရောင်တက်ပြီးတော့ဒီအနေရောင်ရွေးပါတယ်တချို့ကြိုက်တဲ့အရောင်ရွေးပါတယ်အနက်ရောင်လည်းရွေးပြီးသုံးလို့ရပါတယ်เนาะကျွန်တော်တို့ဒီလိုဒီလိုနောက်ပကရာအောင်အလိုအရောင်ဖြစ်သွားမှာပါဒီမှာတစ်ချက်ရွေးပြီးပါရင်နောက်တစ်ချက်ကပါလဲဆိုတော့ဒီမှာ50%အဲ70%ထိထားလို့ရပါတယ်เนาะဒီမှာ color ကိုကြိုက်တဲ့အရောင်ရွေးပါပြီးွားရင်ဒီကောင်တွေကတော့ဒီတိုင်းပဲထားပါ ဒီမှာကျွန်တော်တို့ဒီရဲ့နှခမ်းလေးတွေကျွန်တော်တို့လှုပ်ထားတဲ့ဟာကို smooth ဖြစ်ခြင်းဒီဟာနည်းနည်းလေးတင်လိုက်ပါเนาะအဲ့မှာကျွန်တော်တို့ water tap filter လေးပေးခြင်းဒီမှာနည်းနည်းလေးတင်လို့ရပါတယ်ဒါကျွန်တော်တို့ဖြတ်ထားတဲ့နှခမ်းဆောင်တွေရဲ့ပုံစံပါအဲ့ G D ထင်ထင်ရှားရှားပြည့်ပြည့်တသားလေးလိုချင်တဲ့ contrast ဆိုရင်ဒီမှာတင်ပါပြီးရင်ကျွန်တော်တို့ဒီကိုဆက်ချပါမယ်ဆိုတော့ကဒီဟာကဘာလဲဆိုတော့ကျွန်တော်တို့က အလူလူတွေပေါ့နော်ခုမှလေးလာတဲ့လူတွေနားလဲအောင်လို့ကျွန်တော်ပြောပြတာပါတကယ်လို့ဟိုပါပြတဲ့ဆိုရင်မိတ်ဆွေများဟိုကျွမ်းကျင်မိသားတွေပါတော့နည်းနည်းလေးကြိုကိုကြည့်ကျင်တဲ့အပိုင်းကိုကြော်ပြီးကြည့်ပါလို့တောင်းအဲပြောပြတယ်နော်ဆိုတော့ကျွန်တော်ကဒီမှာဒီနေရာလေးကိုလည်းကျွန်တော်ဒီနားလေးမှာဒီအသားရဲ့အရေးသားလေးဟိုပါကျွန်တော်လိုချင်တာအဲအရေးသားလေးအဲ့လိုမျိုးလိုချင်တာသူက ဖြတ်ဖုံးပေးပါတယ်ကျွန်တော်ပြန်ဖော်မယ်โอเคဒီလောက်ကိုကျွန်တော်ယူမယ်ယူမယ်ဆိုတော့ကျွန်တော်ကဒီမှာပြီးသွားရင်ကျွန်တော်ဒီကောင်လေးကိုအမှန်ချစ်ပေးလိုက်မယ်အဲ့ဒါကဟုတ်စပင်နေရဲ့ဟောပါဘောနော်အဲဒီမှာကျွန်တော်စပင်ကိုတစ်ချက်ကြည့်ကြည့်မယ်စပီပါလေးယူပြီးတော့အောက်ကိုတစ်ချက်ကြည့်ကြည့်မယ်ဒီမှာစပင်နေရာမှာကျွန်တော်တို့လှုပ်လှုပ်ဖို့လိုတယ်ဒီမှာပြီးရင်ကျွန်တော်ဒီကနေ့ မရဘူးဆိုရင်လည်းပြဿနာမရှိဘူးအဲကျွန်တော်လည်းကျွန်တော်ဆက်ကဒီ2020တောင်ကောင်းကောင်းမနိုင်ခြင်းဖြစ်နေဆိုတော့ကျွန်တော်ဒီမှာနယူးလေယာဝဲလေယာမဲ့ဆိုတော့သူကလေယာအစ်စ်လဲယူမယ်မတ်လဲအောက်ထားမယ်ဆိုတဲ့သဘောပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမှာ okay ပေးလိုက်မယ်ပြီးွားရင်ဒီမှာဆိုတော့ကျွန်တော်ဒီအောက်က background ပုံကိုကျွန်တော်တစ်ချက်မှိတ်လိုက်တာနဲ့ဒီမှာကြည့်နော် ဒါခုလက်ရှိကျွန်တော်တို့ရထားပြီးတာပုံဆိုတော့ဒီမှာအနေထားကဘယ်လိုဖြစ်နေလဲဆိုတော့ကျွန်တော်ဒီမှာပြန်ပြီးနေကြည့်လိုက်မယ် m dash လက် in map ကျွန်တော်ပြန်ဝင်မယ်ဆိုတော့ဒီမှာကျန်နေရတယ်လားကျွန်တော်ခုနမကြည့်မိဘူးလို့ဒီနေရာလေးတွေကျွန်တော်တို့ပြန်ပြီးတော့အာဒီမှာလောက်ဖို့လိုတယ်ဆိုတော့ကျွန်တော်တို့အနေကလေးယူဖို့အတွက်ဒီမှာ နည်းနည်းဒီမှာဆွဲချက်လို့မရအောင်ပြင်နေတယ်ဆိုကျွန်တော် control ဘောင်းနဲ့ပြောချက်မယ်နော်ညဖန်ဝေးပင်ရမရလို့ရှိရင်ဒီကနေချက်မယ်ပင်ဒီတော့ဒီမှာ ပြီးရင်တော့ကျွန်တော်ဒီကနေပြီးတော့ကျွန်တော်တို့ဒီမှာလေယာမတ်ကိုဒီမှာကျွန်တော်လက်ကြည့်ဝင်ပါလို့ဒီလေဒီနားလေးတစ်ချက်လုံးမယ်နားလေးကိုလည်းကျွန်တော်ဒီလိုလေးဖြတ်ယူလိုက်မယ်နည်းနည်းကြည့်ရင်နည်းနည်းလေးဒီဝိုင်းလေးနည်းနည်းသိလိုက်မယ်โอเคလောက်ဆိုရင်ရပြီပြီးโอเคပေးလိုက်မယ်ဒီမှာเนาะဆိုတော့ဒီမှာလေယာမဲလောက်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့မကြိုက်သေးဘူးဆိုရင်ဘာလုပ်မလဲ တရားနေပြီးတော့ဒီ foreground color မှာအပေါ်မှာအမဲအောင်ထားပြီးတော့ဒီမှာ track လေးကိုယူပြီးတော့ကျွန်တော်ဒီမှာ layer map မှာ selection ပေးဒီဘက်မှာမပေးရင်ပြတ်သွားမယ်နော်ဒီမှာပေးထားရမယ် layer map ရဲ့သဘောတရားလေးလိုပါနော်ပြီးရင်ကျွန်တော်ဒီနားလေးကမလိုချင်တဲ့ဟာလေးတွေနည်းနည်း water တာလေးပြတ်တဲ့ဟာဟိုတတိကျကျလေးပြတ်ပြတ်ချင်တယ်ဆိုရင်ဒီလိုမျိုး live ဖြည့်ယူလို့ရတယ်ဒီမှာသူ့ရဲ့စပင်လေးရှိနေတာဖြစ်လို့ကျွန်တော်ဒီတိုင်းပဲအနေထားလိုက်မယ်ပြီးရင်ဒီမှာလည်း အဲအဲ့မှာများွားတယ်ပြန်ဖော်ခြင်းနဲ့ဆိုရင်ဒီမှာရရဲ့ foreground color ကအပေါ်ဖြူနဲ့အောက်ဖြူကိုအပေါ်ဖြူအောက်အောက်ကိုအမဲထားလိုက်ရင် ပြန်ပြီးတော့ပေါ်ပါတယ်နော်ဆိုတော့ကျွန်တော်ဒီကနေ ပြီးတော့ခုနကျွန်တော်များွားတဲ့ဟာလေးကိုကျွန်တော်ဒီနေ့ကနေပြန်ပြီးဆွဲလိုက်ရင် သူပြန်ပြီးတော့ပြည့်ပါမယ်နော်အဲလေယာမဲရဲ့အာသာကြရတာပါဆိုတော့ကျွန်တော်ဒီလောက်ဆိုရပြီဆိုတော့ဒီမှာကကျွန်တော်နည်းနည်းလေး အဲပြန်စားလိုက်ရှင်လေကိုယ်တလာပေါ့နော်ဒီလိုသက်ရှိပါမှဆိုလို့နော်ဒါကျွန်တော်တတိကြတာမလုပ်တော့ဘူးโอเคဒါဆိုလို့ရှိရင်ကျွန်တော်ဒီဘက် background ကိုတစ်ချက်သွားခြင်းပဲ background ကဒီမှာဒီပုံလေးက resolution ကျွန်တော်ကအခုဆိုရင်82ပဲရှိလိမ့်မယ်ဒီနေ့ကျွန်တော်တို့ဒီမှာ image site ထဲဝင်မယ်ကျွန်တော်ဒီမှာ resolution 82ဖြစ်နေတယ်300ပြောင်းလိုက်မယ် okay ပြင်း okay ပေးလိုက်မယ် okay ဒီပုံစံမျိုးရပြီဆိုတော့ကဒီကနေပြီးတော့ကျွန်တော်တို့ကဒီကနေမော်ဒူးတစ်ချက်ယူပြီးတော့ဒီပုံလေးကိုကျွန်တော်တို့ရွှေ့လာမယ်ကျွန်တော်တို့ဒီထဲမှာလာထည့်မယ်ဆိုတော့ဒီမှာကြည့်နော်ဒီပုံနဲ့ဒီခုံနဲ့ဘလုံးမကိုကျွန်တော်တို့သဟာဇတာမဖြစ်ဒီပုံစံတိုင်းထားလို့လည်းမရပါဘူးเนาะဆိုတော့ကျွန်တော်တို့က ဒီပုံကိုကျွန်တော်တို့ဒီမှာ apply layer map ပေါင်းပြီးတော့မှဒီပုံကိုကျွန်တော်တို့တေးလိုက်ကြည့်လိုက်လောက်အောင်မှာဖြစ်လို့သူ့ရဲ့ resolution တွေကျမသွားအောင်သူ့ရဲ့ quality တွေကျမသွားအောင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီပုံလေးမှာပဲ drag link နှိပ်ပြီးတော့ဒီမှာ click clipping map ဆိုတာလေးကျွန်တော်တစ်ချက်နှိပ်ထားလိုက်မယ်ဒါဆိုရင် hi sorry click clipping map ဟောကျွန်တော်တို့เนาะဒီမှာ combat to smart object ပြောတာနော်ဒီ combat to smart object ဆိုတာလေးကိုနှိပ်ထားလိုက်ရင်ဒီလိုမျိုးလေးပေါ်နေမယ်နော်ဒီမှာစာရွက်လေးပေါ်နေအဲ့လိုလေးလှုပ်ထားပြီးတော့မှကျွန်တော်တို့ဒီကနေ control d နှိပ်ပြီးတော့မှကျွန်တော်တို့ကအဲကျွန်တော်တို့ဒီ cs တမားတွေဆိုလို့ရှိရင်တော့ရှစ်ကိုဖိပြီးတော့လှုပ်ပါ cm မဟုတ်ဟို cc တမားတွေကတော့ဒီတိုင်းဆွဲလို့ရပါတယ်နော်ဒိုင်းဆွဲသေးလိုက်မယ်ဆိုတော့ဒီခုံကလူတယောက်ရဲ့ဒူကောင်းစဉ်းနေထားတော့ရှိမယ်ပေါ့နော်ဆိုရင်ကျွန်တော်တို့က အဲဒီခုံရပေးနားလေးမှာထားရတဲ့ဒူကောင်းနေထားလောက်တွေကိုကျွန်တော်တို့ဒီလိုဆွဲချဖို့လိုရယ်เนาะပြီးရင်ကျွန်တော်တို့ဒီမှာဒါမှကျွန်တော်တို့ဒီလိုမျိုးရုပ်တည်ရှိမှာပါဆိုတော့ပုံမှန်ဒီလိုလေးချထားပြီဆိုရင်ကျွန်တော်တို့ဒီမှာပုံကိုနည်းနည်းဆွဲချကြည့်မယ်ဒီမှာ okay ဒီပုံကဒီ background အရောင်နဲ့တိတ်မကိုက်ဘူးကျွန်တော်တို့ညှိကျင်နေဆိုရင်ဘယ်လိုလုပ်မလဲ ဆိုတော့ image ထဲက adjustment ထဲမှာဝင်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာတလားချိန်ကြရတယ်ရှိတယ် matching လို့ပါတော့เนาะအဲ့ဒီအတွန်းဒီကောင်လေးကမလိုပါဘူး no เนาะဒီမှာကျွန်တော်ဒီမှာเนาะဒီပုံစံနေထားလေးပေါ့เนาะဆိုတော့ဒီပုံမှာဆိုလို့ရှိရင်ဒီမှာက ကြိုက်ပြီလားလို့ကျွန်တော်တစ်ချက်ကြည့်မယ်ပြီးပါရင်ဒီမှာကျွန်တော်တို့ color ချိန်မယ်ဆိုရင်ဒီမှာဝင်မယ် adjustment ထဲမှာဝင်မယ်ဒီကောင်နေအမှန်ဆိုရင်ဒီကောင်နေရရရမယ်နော်ခုကျွန်တော်ဒီမှာ smart object ထည့်တာလို့ဒီ convert to smart object ကိုကျွန်တော်ပြန်ပြီးတော့မလိုတော့ဘူးဆိုရင် ကြားတော့ရရမှာပါနော်ဒီမှာ compatible smart object ကိုကျွန်တော်မဖြုတ်သေးဘူးနော်ဖြုတ်သေးဘူးဒီတိုင်းမှလောက်ကြည့်မယ်ဆိုတော့ကျွန်တော်တို့ဒီကနေပြီးတော့တခြားဟာတွေနဲ့လိုက်ချိန်ကြည့်မယ်ဒီမှာသွားမယ်သွားပြီးတော့မှဒီမှာ whole and situation ဘက်အစိမ်းရောင်ဘက်ကိုနည်းနည်းလေးโอเคဒီလိုမျိုးလေးပါနော် ဒါဆိုရင်ပုံလေးမှလည်းနည်းနည်းအယောင်ဟတ်နေတဲ့ပုံစံလေးနည်းနည်းထင်သွားမယ်ဒါဆိုရင်ရပြီပြီးရင်ကျွန်တော်တို့ကဒီလိုမျိုးချိန်ပြီးတော့အခုကျွန်တော်ကဒီပုံလေးကိုအဲဒီလိုလေးလှုပ်လိုက်မယ်နော်ဒါခုနကဟိုကွန်ပျူတာစမိုင်းအချက်ချက်ဖြောက်လိုက်ပြီးပြီးရင်ကျွန်တော်ဒီမှာအင်းအင်းမိတ်တဲကနေပြီးတော့ ဒီမှာ adjustment တွေကိုကျွန်တော်သွားမယ်သွားပြီးတော့ adjustment တွေကနေဒီမှာ matching color ဒီမှာတစ်ချက်ယူမယ်ပြီးရင်ကျွန်တော်ဒီကပုံကိုရွေးရမယ်ဒါကိုရွေးရင်ဒါ layer 2เนาะဒီမှာ layer 1ဒီမှာ layer 2 layer 2ကိုပဲကျွန်တော်တို့ညှိမယ်ဆိုတော့ဒီမှာဆက်ကြည့်လိုက်မယ် okay เนาะဒါဆိုရင် color layer ဒီမှာတစ်မျိုးပြောင်းသွားတယ်အဲဒါဆိုပုံလေးနဲ့လိုက်ပါမယ်เนาะ နည်းနည်းလေးတင်လိုက်မယ်โอเคဒါဆိုရင်နောက်ဘက်ကောင်နဲ့အဲတရရှိရအရောင်နဲ့တတာတယ်ကြာလောက်ပြီအဲဒါမှကျွန်တော်မကျေနပ်သေးဘူးထပ်ပြီးတော့နောက်တစ်ချက်ညှိကျင်သေးရဆိုရင်ဒီကနိုင်လာမယ်ဒီမှာ replace color ဒီကနေပြီးတော့ကျွန်တော်ဒါကတော့ဒီခနာကိုရက်ဒီပိန့်ကြီးပေါင်းမိတွေကိုအဲ color change နေတာပေါ့နော်ဒီမှာတော့ပေါင်းမိအောင်လေးအဲအဲ့လိုမျိုး လိုက်ပြီးတော့ချိန်ပေးရတာပါအဲ့ဒါမှာကိုကအစိမ်းအောင်နဲ့ဒီထက်ဒီထက်ပို့ပြီးတော့အယောင်ပိုဟတ်ချင်တယ်ဆိုရင်လည်းရသေးတယ်ဒီ adjustment ထဲမှာပဲလာကြည့်ပါဒီမှာ static color နဲ့သွားချိန်လဲရတယ်နော်ကျွန်တော်တော့လုပ်ရမယ်နော်အဲ့ဒီမှာပြီးတော့မှကိုကြိုက်တဲ့ဟာနဲ့ကိုလုပ်ပါဒီမှာအဲဒီကောင်ကတော့မှောင်သွားလိမ့်မယ်နော်ဒီကောင်မတုံနဲ့ဒီကောင် static color နဲ့သွားလို့ရတယ်နောက်တစ်ခါဒီမှာ color balance သွားလို့ရတယ် ဝန်ဆိုလိုရေရှင်ခုနကကျွန်တော်နှိပ်ပြီးတော့ပြရတာတယ်ဒီမှာ black and white အကြောင်းတွေကစားလို့ရတယ်ဒီမှာ color ဝါတွေသုံးကစားလို့ရတယ်เนาะဒီထဲမှာအကုန်လုံးရှိရဲ့အလင်းမောင်ကစားလို့ရတယ်အဲ့ဒါ keyboard တွေနဲ့လည်းဟိုဘက်မှာသုံးလို့ရတယ်ဒီမှာ shortcut key တွေရှိတယ်เนาะဒီမှာနော်ဆိုတော့ကျွန်တော်တို့က color balance ကျွန်တော်မသုံးတော့ကျွန်တော်အရောင်အရနေပြီအဲသုံးမဲ့ဆိုရင်ဒီလိုနှိပ်ပြီးတော့ဒီမှာချိန်လိုက်လို့ရတယ်ဆိုတော့ကျွန်တော်က color balance မသုံးတော့ပါဘူးဆိုတော့ကျွန်တော်ဒီကနေပြီးတော့ကြည့်မယ် ဆိုတော့ static color static color ကကျွန်တော်တို့မှတ်ပုံတင်လို့ဘာလို့လောက်တဲ့နေရာမှာလဲတော်တော်အသုံးတည်တယ် static color ကဒီမှာကျွန်တော်တို့မလိုအပ်တဲ့ color လိုချင်တဲ့ color တွေကိုဒီမှာတရားရင်ရွေပြီးတော့အတင်ချလုပ်လို့ရပါတယ်ဆိုတော့ဒီမှာဒီမင်ကလေးရဲ့ပုံမှာအဖြူရောင်တိတ်များနေတဲ့ထင်ရင်အဖြူကိုရွေးပြီးတော့ကျွန်တော်တို့နည်းနည်း short ချလိုက်မယ် short ချလိုက်မယ် short ချလိုက်မယ် okay ပြီးသွားရင် ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့အရိတ်ချမယ် ဆိုတော့ဒီခုံမှာကြည့်ကြည့်ပါနော်ဒီခုံမှာကြည့်ကြည့်ပါခုံရဲ့အရိပ်ကဒီဘက်ကိုကြားတယ်ဆိုရင်ဒီမင်းကလေးရဲ့အရိပ်ကိုလည်းဒီဘက်ကိုချဖို့လိုအပ်ပါတယ်နော်ဆိုတော့ကျွန်တော်တို့ကဒီဘွားပုံကြီးကိုမလိုချင်တော့ဘူးလောလောဆယ်စိုက်ချိုးချမယ်ဆိုတော့ဒီပုံနဲ့ဒီနေသားမှာအခုကျွန်တော်တို့က A4 နဲ့ထုတ်မယ်ဆိုရင် A4 ပုံကိုကျွန်တော်တို့ဒီမှာ A4 စိုက်ချိုးဖို့လိုတယ်ဆိုတော့ဒီမှာ ဒီ website က f.268.11.793inch ပါနော်ဒီမှာဆိုတော့ကျွန်တော်တို့ဒီမှာ inch ဆိုပြီးတော့ကျွန်တော် n n ဒီမှာရေးပြလိုက်မယ်ဒီမှာ n okay ပြီးရင်ကျွန်တော်တို့ကအဲဒီလိုမျိုးလေးအဲပြတ်ပြီးရယူလိုက်မယ် okay ပါ ဆိုတော့ကျွန်တော်ဒီမှာအနေကနဲ့လည်းဆွဲကြည့်မယ်။ Okay ပုံလေးကလည်းကြည့်ပြီးတူပကရောင်းနဲ့လည်းအယောင်ကလည်းอืมတိတ် heavy ဝဲလွဲနေတာမရှိဘူး။ဒါပေမဲ့ဒီမှာနေအောင်ထိုးထားတဲ့နေအောင်အရင်ဘက်ကိုကျနေတယ်ဆိုတော့ကျွန်တော်တို့ဒီအရိပ်ကိုဒီဘက်ကိုချပေးဖို့လိုတယ်နော်။ဆိုတော့ကျွန်တော်တို့ဒီကနေပြီးတော့သူ့ကို control J တစ်ချက်ပွားပြီးတော့မှဒီအောက်ကပုံကိုကျွန်တော်တို့ကအရင်ယူမယ်ဆိုတော့ ီမှာ control တစ်ချက်ဖိတ်ပြီးတော့အလဲပုံလေးကိုပဲတစ်ချက်နှိပ်လိုက်ဒီမှာ select ဝင်သွားမယ်နော်အဲ့ဒီအချိန်မှာကျွန်တော်တို့ကဒီမှာအပေါ်မှာအမဲအောင်ရှိနေတဲ့အတွက် auto back page တစ်ချက်နှိပ်ထည့်လိုက်မယ်ပြီးရင်ကျွန်တော်တို့က control D selection ဖြောက်ပြီးတော့ control T တစ်ချက်နှိပ်မယ်နှိပ်ပြီးတော့မှ control ကိုဖိတ်ပြီးတော့ဒီအလဲ point ရနေဒီလိုဆွဲချမယ်နော်ဆိုတော့အဲဒီလိုလေးပေါ့နော် ဲ့တော့ဒီဘက်ကိုဆွဲချမယ်ဟုတ်ကဲ့ okay ဒီနေသားလေးဆွဲချမယ်ပြီးတော့မှကျွန်တော်တို့ကဒီမှာအမှန်ချစ်လေးပေးလိုက်မယ်ပေးပြီးတော့မှကျွန်တော်တို့တည်းက opacity ရှော့ချမယ်အဲတိတ်များတယ်နော်ဆိုတော့ပြီးရင်ကျွန်တော်တို့ဒီမှာပက်တာတွေကနေပြီးတော့ပလာအဲဒီ က်ဆီယမ်ဘလားနဲ့ပဲချလိုက်မယ်။ပြန်များပါပြီ။โอเคဒီလိုလေး။ညံညံများပါပြီ။โอเคဒီလောက်ပါနော်။ပြီးပါရင်ကျွန်တော်တို့ကသူ့ကိုနည်းနည်း flow ဝါစီလေးနည်းနည်းရှော့လိုက်မယ်။โอเคဒီလိုလေးပါနော်။ဒါဆိုရင်ကျွန်တော်ကဒီမှာအာခုနချရတာတိတ်ပြီးတော့ ဆင်ပြေလို့လာမသိဘူးเนาะပြေတယ်လို့လာပြေတယ်လို့လာမသိဘူးကျွန်တော်ဒါလက်လုပ်ကြည့်ပါเนาะကျွန်တော်အချိန်သိမ့်မရလို့ပါเนาะကျွန်တော်မှခမအလောက်ကပြန်လာတာဘာမှမချစ်ပြုတ်မစားတတ်ရသေးဘူးဆိုတော့ကျွန်တော်ဒီချာမလုပ်ပြတော့ဒီလိုလေးပါပဲเนาะဆိုတော့ color ကိုချိန်ပြီးတော့ကျွန်တော်တို့လိုက်လုပ်မှာဆိုရင်ဒီထဲမှာလည်းရှိတယ်เนาะဒီမှာ what situation color balance black and white ဒီမှာ photo filter ဒီမှာ channel map ကတော့ပါလို့ရှိတယ် ခုနကျွန်တော်ချိန်ပြခဲ့တဲ့နှစ်ခုကတော့ဒီထဲမှာပဲရှိပါတယ် just mat ထဲကနေကျွန်တော်တို့ဒီမှာလာပြီးတော့ဒီ matching color နဲ့ replace color နှစ်ခုကိုကျွန်တော်တို့ဒီမှာလာချိန်လို့ရပါတယ်ကြံတာတွေကဒီမှာရှိပါတယ်เนาะဆိုတော့အားလုံးပဲလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အဲအကျိုးရှိမယ်ထင်ရင်တော့အကျိုးရှိတယ်ဆိုရင်အဲ subscribe လေးနဲ့အားပေးပါအောင်လို့တောင်းဆိုပါရစေအားလုံးကျမ်းမာချမ်းသာကြပါစေ တဘောဝပေးတဲ့နေရာလဲကင်းဝေးနိုင်ကြပါစေလို့တောင်းဆိုပေးပါတယ်တောင်းဆိုချေပါတယ်ခင်ဗျအားလုံးနောက်ပြီးတော့မှပြန်ဆုံတွေ့ကြမယ်နော်ဘိုင်ဘိုင်